အလုံးမမင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လည်ကြိုဆိုလိုက်ပါရယ်အခုကြည့်ပေးမယ် Pick up and reading ကတော့ကြုံလာမဲ့ကံကောင်းခြင်းများပေါ့နော်အခုကြံတဲ့လဝတ်မှာဒီလရဲ့ကြံတဲ့ရက်တွေမှာဘလို့ကံကောင်းခြင်းတွေကြုံတွေ့လာအောင်လဲဆိုတာကိုကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ပုံလေးတစ်ပုံကိုရွေးချယ်ထားပေးပါ Okay ဒါဆိုရင်ဖိုင်ရွေးလုပ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုလောတကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page မှာဆန်ညာကနေလည်းလောက်မင်းများလို့ရသလို video တိုင်းမှာ Viber Telegram WhatsApp phone number တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading ကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp phone number ရောထည့်ပေးထားပါတယ် ါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေဒီလရဲ့လက်ကြံရက်တွေမှာဘလို့ကံကောင်းခြင်းနေကြုံတွေ့လာလာနိုင်မလဲဒီလရဲ့လက်ကြံရက်တွေမှာ ဘယ်လိုကံကောင်းခြင်းတွေရှိမလဲဒါငါရီရောဒါခွန်နေရောနော်ကံကောင်းခြင်းလေးတွေကတော့တော်တော်ကောင်းတယ်လို့တွေ့ရတယ်နော်ဖိုင်ဝိုင်းရဲ့ energy ရောတော်တော်လေးကောင်းနေပြီရော့ဖို့ချင်ဟုတ်ပြီ ဲ့တော့နော်ဒီလရဲ့လက်ကြံရက်တွေမှာဖိုင်ဝမ်လေးတွေကကိုဒီရှေ့ရှေ့ကာလပေါ့နော်ဒီနှစ်ပိုင်းရဲ့ရှေ့ကာလမှာပြုတ်ခဲ့ဘူးတဲ့ပေါ့နော် ကိုရဲ့ဟိုအ ਨੇ ဆုံးတရိတ်ဆန်လေးတကောင်ကိုမုံလေးတစ်ခုကျွေးတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်မိသားစုထဲမှာ အလူအတန်းကြီးကြီးမမားပဲဖြစ်ဖြစ်လောက်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အဲ ဓမ္မရောဆောက်လုပ်ရေးတို့ဘာတို့ပေါ့နော်ဒီတီထောင်ရေးဖျားစီတီတီထားတီထားရေးစသဖြင့်အဲ့လိုနေရာတွေမှာလဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအလှူဒါနတွေဝင်ထားတယ်ဆိုတာမျိုးတွေရှိတယ်ဆိုလို့ချင်းအလှူဒါနကုသိုလ်တွေပေါ့နော်ကုသိုလ်ပြုထားတယ်ဆိုတာမျိုးရှိတယ်ဆိုလို့ရှင်အခုဒီလရဲ့လက်ကျန်ရက်တွေမှာနော်ဒါတွေကပြန်ပြီးတော့ကုသိုလ်တရားတွေပြန်လဲအကျိုးပြုလာမဲ့အချိန်ကာလဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်ဖိုင်ဝမ်းလေးတွေအတွက်လေး ဘာဖြစ်လို့လဲဆိုလို့ရှင်ဖိုင်ဝမ်းလေးတွေဟာဒီလာရက်ဒီပထမရက်တွေမှာပေါ့နော် နေရထိုင်ရတာကိုကိုကိုဘလောက်ပဲအယောင်မှိန်တယ်လို့ထင်ထင်တခြားလူတွေရဲ့အမြင်မှာလည်းကိုကိုအယောင်မှိန်တယ်လို့ထင်ထင်ကိုဘသားကိုနေရတာလည်းပေါ့နော်ကိုကိုကိုမှိန်မှောင်နေတယ်လို့ပေါ့နော်ထင်နေတယ်ဆိုလို့ရှင် ဒီလရဲ့ကြံတဲ့ရက်တွေမှာကြုံလာတဲ့ကံကြုံလာရမဲ့ကံကောင်းခြင်းတွေကရှေးပိုင်းကာလတွေထက်ရှေးပိုင်းလတွေထက်စားလို့ရှိရင် ပို့ပြီးတော့နေရထိုင်ရတာတောက်ပလာမယ်ကို့အမြင်မှာကို့ကိုကိုလည်းလန်းဆန်းလာမယ်ပေါ့နော်သူများတွေရဲ့အမြင်မှာလည်းပို့ပြီးတော့တောက်ပလာမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်အဲ့တော့ပိုပြီးတောက်ပလာမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတာဖြစ်တဲ့အတွက်အကယ်၍ကျောင်းပညာရေးနဲ့ဘာသာရပ်တစ်ခုခုကိုကျွမ်းကျင်အောင်စူးစမ်းနေတာဒီပလိုမာတွေရဖို့စူးစမ်းနေတာ เนาะสาธิภิเนเปตะคุกคู่ปอเนาะโกยเย professional fee ကိုရဲ့တင် जा မှုနယ်ပယ်တစ်ခုခုမှာစ조사နေတဲ့သူတွေဆိုထူးထူးခြားခြားအောင်မြင်မယ်ဆိုတာမျိုးတွေ့ရတယ်เนาะကိုစိတ်ထဲမှာအရင်တော့ကပေါ့เนาะကိုဒီဟာတစ်ခုကိုကို조사တဲ့ဆိုတချို့ရေဆိုလို့ရှင်ပေါ့เนาะတော်တော်လေးညှင့်မာတဲ့အခြေအနေသို့မဟုတ်ကိုနဲ့အရန်အလှမ်းဝေးတဲ့အရာတစ်ခုခုပေါ့เนาะဒီလိုအောင်မြင်မှုတစ်ခုနဲ့ပတ်သက်ပြီးတော့조사နေတယ်ဖြစ်မယ်လို့တော့မထင်ဘူးကွာတိလား လောက်တာလုံနေတာပေါ့နော်ဆိုရင်ပူပန်တော့ကဘော်တုကနိုင်တော့ဆော့နဲ့ပေးထားတယ်အဲ့တော့လောက်တာလုံနေတာကိုဘက်ကနေပြီးတော့ဆိုရင်ပူပန်မှုပေါ့နော်တောကဖောင်းများစွာနဲ့ကိုတာကိုစူးစားနေခဲ့တယ်နော်အဲ့တော့ဖြစ်မဲ့လို့တောင်မထင်ဘူးဆိုတော့ကို့အနေနဲ့စမ်းကြည့်နေတဲ့သဘောမျိုးလို့တောင်ဖြစ်တယ်ကို့အတွက်ကလေတိလာကိုအဲ့လိုမျိုးကိုကကိုကိုကိုအဲ့လိုရည်စူးထားတာပေါ့နော်အာပြောမဲ့ဆိုလို့ရှင်တချို့ဆိုလို့ရှင်ကွာလူကြီးမိဘကိုရဲ့မိသားစု အာဆွေမျိုးညာတိကရီရတာမှာပဲကိုယ့်ကိုပေါ့နော်ဒီလိုမျိုးအကိစ္စရနဲ့ပတ်သက်ပြီးဒီလိုခန္ဓာနဲ့ပတ်သက်ပြီးဘလို့တောင်တမုတ်တမုတ်တက်ကြလဲဆိုတော့လေအာလကားပါပေါ့နော် तू ਆ ပြောပြောလို့ဆိုလို့လည်းမကောင်းဘူးဒါတွေပဲလုံနေရပဲနော်ဟုတ်တာလည်းမဟုတ်ဘူးဖြစ်မှလည်းမဟုတ်ဘူးပေါ့နော်အဲ့လို negative vibes နေတဲ့ပေါ့နော် negative vibe တွေနဲ့ကိုယ့်ကိုအတုံးတက်ကြတာတားမြစ်ကြတာမျိုးရှိမယ်ပေါ့နော်အဲ့လိုရှိတဲ့ကိစ္စတွေ ိစ္စပေါ့နော်ကိုကိုတိုင်းကလည်းနည်းနည်းဘယ်လိုပြောမလဲစိတ်တကြချင်နေပြီသိရမလားအဖြစ်မှာမဟုတ်ဘူးဆိုရဲပေါ့နော်စကလုံးတွေကအောက်မှာပေါ့နော်အဲ့ဒါကြီးကနည်းနည်းအစင်မပြေပါဘူးတို့ပါတို့ပေါ့နော်အဲ့လိုစကလုံးတွေရဲ့အောက်မှာကိုတော်မှနည်းနည်းရှုံးနှိမ့်ချင်တယ်လို့ဖြစ်နေပြီအဲ့လိုဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အခြေအနေမှာကိုစူးစမ်းနေတဲ့ဒီ fee တစ်ခုဟာနော်ကိုလည်းအစင်ပြေပါမလားလို့ရင်တထိတ်ထိတ်နဲ့စူးစမ်းနေခဲ့တဲ့အရာတစ်ခုဟာအောင်မြင်ချောင်း မင်္ဂလာစကားပေါ့နော်အောင်မြင်ကြောင်းသတင်းစကားကြားရမယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့ဒီတော့ကိုယ်အနားမှာရှိရတဲ့သူတွေပေါ့နော် ခုနလိုမျိုးကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးပဲဖြစ်ဖြစ်ကိုကိုဟိုအဲ့လိုမျိုးဖြစ်မှာမဟုတ်ဘူးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒါဟိုနှိမ်လိုက်တယ်လို့မျိုးလည်းဖြစ်တယ်လीနော်အဲ့လိုမျိုးကြီးပေါ့နော်နှိမ်လိုက်တယ်လို့မျိုးလည်းဖြစ်တယ်နှိမ်ပြီးပြောတယ်လို့မျိုးလည်းဖြစ်တယ်အဲ့လိုလူတွေအကုန်လုံးဟာမျက်လုံးမျိုးမျက်စံပြူဖြစ်သွားရမယ် အကြောင်းတရားလေးတွေရှိလာနိုင်မယ်နော်ဉာဏ်လုံးကြီးမျက်စံပြူဖြစ်ရမယ်အကြောင်းတရားလေးရှိလာနိုင်မယ်ဆိုလိုတာကကိုယ်နှိမ်ခဲ့တဲ့နှိမ်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအထင်သေးမြင်သေးပြောခဲ့ဆိုခဲ့တာမျိုးပဲဖြစ်ဖြစ်ကိုတီအဲ့အကြောင်းတရားနဲ့ပတ်သက်ပြီးတော့ထင်လာတာထပ်ပို့ပြီးတော့လုံနိုင်နေဆိုတာကိုမျက်ဝါးထင်ထင်ပြနိုင်မှာဖြစ်တဲ့အတွက်အကုံလုံးကိုနော်တကွက်ထဲနဲ့ပေါ့နော်အကုံလုံးကိုတင်းကျုံရိုက်နိုင်လိုက်တာ နော်အဲ့လိုပုံစံမျိုးဖြစ်အောင်ပြနိုင်လိမ့်မယ်အဲ့နေရာမှာကိုဒီတရဖူစောင်းရမယ်ဂိမ်းမျိုးပေါ့နော်စိုက်နေတာပေါ့နော်အဲ့တော့ကို့ဘော်အထင်သေးခဲ့တဲ့သူတွေကိုလည်းကို့ဘာကောင်လဲဆိုတာပြနိုင်မယ်အချိန်ကာလတစ်ခုကိုရောက်ရှိလာမယ်ဆိုတာမျိုးတွေ့ရတယ်နော်ဒါဒီဘယ်ပေါ်မှာမူတည်လဲဆိုတော့ခုနကလိုရှေ့ကာလတွေမှာတုန်းကကိုပြုတ်ခဲ့တဲ့ကုသိုလ်ကံတရားတွေရှိလိမ့်မယ်အဲ့ကုသိုလ်ကံတရားတွေနဲ့ပတ်သက်ပြီးတော့ ဂျာရုတို့ဖို့စူးစမ်းနေတာပဲဖြစ်ဖြစ်လာစာတို့ဖို့စူးစမ်းနေတာမျိုးပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုတစ်ခုခုပေါ့เนาะကိုစူးစမ်းနေတဲ့အရာပေါ်မှာ ပေါ့အဲ့ဒီကုသိုလ်တန်တဲ့ကံတရားတွေကလာပြီးတော့ကံတရားအထောက်ပံ့ပေးတာပေါ့เนาะအထောက်ပံ့ပေးတဲ့ပုံစံမျိုးကိုတွေ့ရတယ်အထောက်ပံ့ရရှိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒါဟုကံကိုကကိုယ့်ကိုပြန်ပြီးတော့ကိုယ့်ရဲ့ဌာနတွေကကိုယ့်ကိုပြန်ပြီးတော့ကုသိုလ်ပေးတဲ့သဘောမျိုးပေါ့เนาะပြန်လုပ်ပေးတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့အတွက်စိတ်ချမ်းသာရမယ်เนาะ ဒါတွေကတချို့ဆိုလို့ရှိရင်ဒါနိုင်ငံရချားဘာသာချားလူမျိုးချားနဲ့ပတ်သက်ဆက်ဆံတဲ့ကိစ္စတခုခုကိုစူးစမ်းနေတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ခါကျလို့ရှိရင်လည်းဝမ်းသာစရာပါအဲ့လိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းအာမထင်ထားပေမဲ့ပေါ့နော်အောင်မြင်ချောင်းနေကြားရတတ်တယ်အချို့ဆိုလို့ရှိရင်ဒီမှာနိုင်ငံရချားကို ရွှေ့ပြောင်းပြီးတော့နေထိုင်ဖို့လောက်ကင်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒါအဆင်ပြေနိုင်တဲ့ game ပေါ့နော် စင်မီနာနဲ့ကိမျိုးမြင်ရတယ်ရဝေးကိစ္စတွေရဝေးနဲ့ပတ်သက်ဆက်ဆံရတဲ့ကိစ္စတွေရဝေးကိစ္စတွေတစ်ခါမှမမြင်ဘူးမတွေ့ဘူးမကြုံဘူးတဲ့လူတွေနဲ့ပတ်သက်ဆက်ဆံရမယ့်ကိစ္စမျိုးတွေအဲ့လိုကိစ္စနဲ့ပတ်သက်ပြီးတော့ကိုစူးစမ်းနေတဲ့အရာတွေဒီလာထဲမှာ အောင်မြင်ချောင်းမင်္ဂလာစကားကြားရမယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့ဒီအပိုင်းမှာကိုတီတရဖူဆောင်းရမယ်ပေါ့နော် ဲ့တော့အကုန်လုံးရဲ့အမြင်မှာခံညာထဲဝစွာကျန်တဲ့ရက်တွေမှာကိုသည်ထူးထူးခြားခြားအောင်မြင်မှုတွေချပြနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်။ဒါဆိုရင်ဒါက file 1လေးတွေအတွက် reading ဖြစ်ပါတယ်။ဒါဆိုရင်ဒီဖားလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေ ိုင်နူးလေးတွေရောဘလို့ကံကောင်းခြင်းနေကြော်လာနိုင်လေ โอเคဟုတ်ပြီအဲ့တော့ဖိုင်နူးလေးတွေကဒီကျန်တဲ့ရပိုင်းမှာပေါ့နော်ဒါပွင့်လင်းပြောရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မျောလင်းနေတဲ့သူတွေเนาะကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးတွေကောင်းလာဖို့တောင်းတမြည်ပေါ့နော်နေထိုင်နိုင်ဖို့မျောလင်းနေတဲ့သူတွေဆိုလို့ရှင်အားလုံးကောင်းသွားနိုင်မယ်ဆိုတာမျိုးတွေ့ရတယ်ဒီလားเนาะကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အရင်ကမကောင်းခဲ့တဲ့ကျမ်းမာရေးတွေရှိတယ်အချိန်ကြာမြင့်စွာကုခဲ့ရတဲ့ကျမ်းမာရေးတွေရှိတယ်ဆိုလို့ရှင် ယူပြစ်တယ်လို့ပျောက်သွားလိမ့်မယ်အရှင်းပျောက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ operation လုပ်ဖို့စဉ်းစားနေတဲ့သူတွေတို့နော်တခြားနိုင်ငံတွေမှာပဲဖြစ်ဖြစ်တခြားနေရာတွေမှာပဲဖြစ်ဖြစ်ရွှေ့ပြောင်းပြီးတော့စေကူတာဖို့စူးစမ်းနေတဲ့သူတွေတို့စေဝါနဲ့ပတ်သက်ပြီးတော့ထိရောက်ခြင်းတဲ့သူတွေတို့နော်အဲ့လိုလူတွေအတွက်အာနှိမ့်နှိမ့်မြန်မြန်ပဲကံကောင်းခြင်းတွေရောက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့်ခွဲစိတ်ကူတာမဲ့သူတွေဆိုလို့ရှိရင်လည်းအဆင်ပြေပြေနဲ့ချောချောမွမွနဲ့ ြီးသွားလိမ့်မယ်เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်เนาะတချို့ဆိုလို့ရှိရင်ဒီလာထဲမှာတယ်ပေါ့เนาะဒါဟိုခွဲစိတ်မှုတွေလည်းပြီးစီးသွားတခါတည်းအနာရီပဲပေါ့เนาะကိုယ့်ရဲ့ယောဂဝေဒနာတွေကလည်းတခါတည်းကျက်ပြီးတော့ဒီလာထဲမှာနေလူကောင်းပကတိဏိပါဖြစ်သွားပြီးတော့6လပိုင်းနောက်လာထဲမှာဆိုလို့ရှိရင်လောကအရှင်အရှင်ပေါ့เนาะမရှိတော့တဲ့ပုံစံမျိုးပေါ့เนาะတဘာဝအတိုင်းပဲကောင်းကောင်းမွန်မွန်ပြန်လဲပြီးတော့ထောင်ထောင်မြည်ပြီးတော့နေထိုင်နိုင်မယ်ဆိုတော့ ကံရမျိုးကိုတွေ့ရတယ်။ဒါကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မျှော်လင့်နေတဲ့သူတွေ။နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အာဖိုင်းလူသမားလေးတွေကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကောင်းသွားမယ်။နောက်တစ်ခုကပါလဲဆိုလို့ရှိရင် ဖိုင်းလူသမားလေးတွေအနေနဲ့ပေါ့နော်ကြီးမားတဲ့တမိုးကြီးမားတဲ့ပစ္စည်းတွေဝင်ကင်းရှိရဆိုတာမျိုးလည်းတွေ့ရတယ်နော်။ဒီကြံတဲ့လက်ကြံရက်တွေမှာနော်ကိုဘာတွေမျှော်လင့်နေတယ်လဲပေါ့နော်။ကိုအနေနဲ့ကို manifest ထားတာတွေရှိသလားပေါ့နော်။ အာအင်တာမီကာလဝိယတနာယတနာပစ္စည်းစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေအာငွေကြေးနဲ့တစ်ချိန်မှာပေါ့နော်ငွေကြေးနဲ့ပြန်လဲလဲလဲတဲ့အခါမှာကြီးမားတဲ့ငွေသားပမာဏအမြောက်များပြန်လဲလို့ရတဲ့ပစ္စည်းမျိုးတွေနော်တိတိလေးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုး ပစ္စည်းမျိုးတွေကိုရရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်တချို့ဆိုလို့ရှိရင်လုပ်ငန်းရှင်တွေဆိုလို့ရှိရင်လေပစ္စည်းတွေပါလေလေလံဆွဲတယ်ဆိုလို့ရှိရင်တောင်မှเนาะ ကိုယ့်ရဲ့ကိုယ့်ရဲ့ပြိုင်ဘက်ကပေါ့နော်အရန်ကိုနဲ့အရန်ရင်းနှီးတဲ့သူ ဖြစ်ကောင်းဖြစ်မယ်အဲ့တော့ကိုနဲ့အရန်ရင်းနှီးတဲ့ကို့အပေါင်းတင်းကငွေကြေးအရာမှာပေါ့နော်စသဖြင့်သူသည်လုပ်ငန်းအရာမှာကိုထက်အရန်ကျွမ်းကျင်နေငွေကြေးအရာမှာအရန်ကျွမ်းကျင်နေကိုကပေါ့နော် သူ့လောက်ထီ ဟိုမရှိဘူးเนาะအရေးချင်းမရှိဘူးအောင်မြင်တာမျိုးမဟုတ်ဘူးပေါ့เนาะဒါပေမဲ့လို့တကယ်တမ်းလက်တွေ့မှာအဲ့လိုလေလံဆွဲတဲ့ပစ္စည်းတွေဘာတွေရှင်ပြီးတော့လေလံဆွဲရတယ်ဆိုတော့ကိစ္စမျိုးလေးတွေကြုံလာရတတ်တယ်အဲ့ခါကြလို့ရှင်ကိုတီတူးလောက်ပေါ့เนาะဂုံပမာဏငွေပမာဏအများကြီးမရှိပြင်မဲ့လို့ပေါ့เนาะကိုကပဲအနိုင်ရရှိသွားတတ်တယ်ဆိုတော့ပုံစံမျိုးလေးတွေ့ထားတယ်ဘာဖြစ်လို့လဲဆိုတော့ကဲရနမိတ်တွေကိုကဘလောက်ပဲခက်ခဲခက်ခဲပေါ့เนาะကိုတီ အာစိတ်ဓာတ်ဒုံလုံးကျနေတဲ့အခြေအနေမှာတော့မှလွတ်မြောက်သွားရဲဆိုတော့သဘောတရားမျိုးကို စောင့်ကြည့်နေတဲ့အတွက်ကြောင့်မလို့နော်အကယ်၍အဲ့လိုမျိုးကိုယ့်ရဲ့ပြိုင်ဘက်ကကိုထပ်ပေါ့နော်ဟိုဟာပေါ့ခုနလိုမျိုးပေါ့နော်တာလွန်နေတယ်ဆိုလို့ရှိရင်တောင်မှပဲကိုဒီကံကောင်းထောက်မှစွာနဲ့အဲဒီပစ္စည်းတစ်ခုကိုသူနဲ့အတူတူလေလံဆွဲရတဲ့အခါမျိုးမှာနိုင်သွားတဲ့သူကကိုဖြစ်တတ်တယ်ဆိုတာမျိုးပြထားပါတယ်နော် အဲ့မထင်မှတ်တော့ကံကောင်းခြင်းလို့ပြောလို့ရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်ဖိုင်နူးလေးတွေကကိုကိုမာကအဲ့လောက်ထိရည်ချင်းရှိချင်မှရှိမယ်ဒါပေမဲ့လို့ကံကကိုဘက်မှာရှိတယ်ဆိုတော့နမိတ်မျိုးတွေ့ရတာဒါကြောင့်မလို့ဖိုင်နူးလေးတွေဘလောက်ပဲစိတ်တက်ကြနေသည်ဖြစ်စေဖိုင်နူးလေးတွေအခုတခုခုစူးစမ်းနေတဲ့ကိစ္စကရန်ကိုခတ်ခဲသည်ဖြစ်စေဖြစ်ကို ဖြစ်သွားမယ်အစဉ်ပြေကိုပြေသွားမယ်ဆိုတော့နမိတ်မျိုးကိုဒါပြထားတယ်ဆိုတာမျိုးတွေ့ရပါတယ်เนาะအဲ့တော့ ငွေကြေးကံကောင်းတယ်လို့ပြောလို့ရတယ်ငွေကြေးကံကောင်းတယ်ဆိုတာဘလို့ကောင်းတာလဲဆိုလို့ရှင်ခုနလို့ပေါ့နော်ဥမာကိုတီကားဝယ်ခြင်းနဲ့နော်ကားဝယ်ခြင်းနဲ့ကားရဲ့တန်ဖိုးကဥပမာပြရပေါ့နော်သိန်း၄၀၀ပဲထားတကယ်တမ်းကိုမှရှိတာက၄၀မပြည့်သေးဘူး၃၅၀လောက်ပဲရှိတယ်ဒါပေမဲ့ကိုတီပန်ချန်အဖို့ကံဖြစ်လာတယ်အာကိုရဲ့တငယ်ချင်းပေါင်းတဲ့တယောက်ကဟဲ့ငါရဲ့50ပေါ့နော်သူ့ပတ်စံ50ခဏလောက်သိမ်းထားပေးပါဒါမှမဟုတ်လို့ရှင်လဲကိုကပေါ့နော်ဒီလာထဲမှာဝယ်ခြင်းနဲ့ဝယ်ခြင်းနဲ့အခါကျတော့အော်ကို့ ခဏလောက်ပေါ့နော်90ခဏလောက်လဲနောက်လာကြမှာပြန်ဆိုလို့ရှိရင်လဲပေါ့နော်အဲ့လိုအလွယ်တကူနဲ့ရလွယ်တယ်ပေါ့နော်အဲ့တော့တကယ်တမ်းကိုမှရှိတဲ့အရေးချင်းကတော့300လို့ပဲမဲ့400ပြည့်ချင်မှပြည့်မယ်ဒါပဲမဲ့လို့ကိုသည်အဲ့ဒီကိစ္စတစ်ခုကိုကံကောင်းထောက်မစွာနဲ့ပဲပေါ့နော်အဲ့လိုတယောက်ယောက်ကကူညီတဲ့သဘောမျိုးဖြစ်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒါကံတရားကတယောက်ယောက်ကကူညီတယ်ဆိုရာလဲမမြင်ရတဲ့စွမ်းအားတစ်ခုက ကိုကိုအထောက်ပံ့ပေးမဲ့သူကိုနားကိုပို့လိုက်တာပဲလေနော်အဲ့သဘောတရားမျိုးစောင့်နေဒါကြောင့်မလို့အဆင်ပြေသွားရပေါ့နော်အဲ့လိုအဆင်ပြေသွားတဲ့နမိတ်မျိုးရှိတယ်နော်ဒါကြောင့်မလို့ဒီ reading ရဲ့အချုပ်သဘောကိုကသူကဘလောက်ပဲခက်ခဲခက်ခဲကံငားတယ်ကိုကိုပေးနေတယ်ဆိုတော့ပုံမြင်နေထရလို့ပေါ့ဟုတ်လားနော်ခေါင်းမော့သွားလို့ရှိရင်တစ်ပင်ပေါ်မှာငွေတုပ်ရှိနေမယ်ခေါင်းငုံပြီးတော့လမ်းလျှောက်သွားတယ်ဆိုရင်အောက်မှာရွှေအိုးရှိနေမယ်ဆိုတဲ့ကိမျိုးကို ဒီကြံတဲ့အချိန်တွေမှာအဲ့လိုကိမျိုးစိုက်တတ်တယ်เนาะဒါကြောင့်မလို့ကိုတီဘလောက်ပဲစိတ်တတ်ကြနေပါအနေစီစိတ်ဆင်းရဲနေပါစီပျော်ရွှင်စရာကိစ္စတစ်ခုကတဲ့အဲ့လိုမျိုးပေါ့နော်မမျော်လင့်မဲနဲ့ရုတ်တရက်ပေါ့ရုတ်တရက်ကြီးကိုဝင်လာခြင်းရှိတယ်ကိုတီအဲ့ဒီအရာတစ်ခုရဖို့အတွက်ရေချင်းရှိခြင်းမှရှိလိမ့်မယ်เนาะကဲ့ရဲ့သဘောတရားကအဲ့လိုမျိုးပြောတာရေချင်းရှိခြင်းမှရှိလိမ့်မယ် အရေးချင်းမရှိအောင်နဲ့မဟုတ်ဘူးကွာဒီမှာဆိုလို့ရှင် separate reading ကဘလို့တောင်ပြောထားလဲဆိုအဲ့ဒီအရာတခုကိုကိုဘယ်တော့မှမရနိုင်ဘူးလို့တောင်ကိုစိတ်ထဲမှာထင်ကောင်းထင်နေမယ်အဲ့လောက်ထိတောင်ပြောထားရပါတော့နော်ဒီအရာတခုနဲ့ကိုနဲ့အရန်ကိုအလှဝေးกว่าနေတယ်နော်အာ ကိုလိုချင်တဲ့အရာနဲ့က तू ကမိုးဆိုလို့ချင်းကိုကမြေကြီးပေါ့နော်အဲ့လိုဖြစ်နေတယ်လို့တောင်ကိုကိုကိုထင်နေလို့စိတ်တက်ကြနေတဲ့သူတွေဒီ reading ထဲမှာပါလိမ့်မယ်ဒါပေမဲ့လို့အဲ့လိုမျိုးကိုအရန်အလှမ်းဝေးกว่าနေတယ်ငါဖြစ်နိုင်မှာမဟုတ်ဘူးလို့ထင်တဲ့အရာကိုကပေါ့နော်ဟိုရှက်စီးလက်လိုက်တယ်လို့မျိုးပဲဖြတ်ခနဲပေါ့နော်မျက်စိတမိတ်အတွင်မှာဩဒီလိုမျိုးရသွားပါလားဆိုတာကိုမတိလိုက်ဖဲနဲ့ပေါ့နော်ရသွားတတ်တဲ့ကံတရားမျိုးမှတွေ့ရတယ် ဒါဆိုလို့ရှိရင်ဆီယမရဲ့အဲ့လိုကိစ္စမျိုးတွေကလူတွေမှာတကယ်ရှိလို့လားဆိုရှိတယ်နော်ရှိတယ်ရှိပါတယ်တကယ်ကြုံရတဲ့သူတွေတကယ်ရှိလို့ရှိတယ်လို့ပြောတာနော်အမညာဘက်အိတ်တဲ့အချိန်မှာပေါ့နော်စိတ်ထဲမှာငါဘာပစ္စည်းလေးလုလိုက်တာလိုချင်လိုက်တာဆိုပြီးတော့အဲ့လို manifest ပြီးတော့တွေးတော့ပြီးတော့အိတ်သွားတယ်မနမိုးလေးနဲ့အခါကျတော့မိုးမလင်းသေးဘူးပေါ့နော်မိမိကအိတ်ပျော်နေတယ်အိတ်ပျော်နေတဲ့အချိန်မှာမိမိရဲ့အဖေသုံးမောင်မိမိရဲ့အမေကမိမိကိုဟဲဟဲပေါ့နော်ထားထား သမီးအတွက်ပေါ့နော်တားအတွက်ပေါ့နော်ဘယ်နေရာမှာတော့ဘယ်ပစ္စည်းလေးတွေ့ခဲ့တယ်အဲ့ဒါလေးကတော့အဆင်ပြေမဲ့ထင်တယ်သွားကြည့်ကြအောင်ဆိုတော့ကို့အတွက်ပါဖြစ်နေလဲနော်ဒါဟိုညအကိုကအိတ်တုံးဟာမအိတ်ခင်တော့ကိုကတွေးပြီးတော့အိတ်သွားတာဘလို့မှလည်းမပြောရသေးဘူးဒါလေးဝယ်ပေးပါလို့လည်းမပြောရသေးဘူးဟုတ်တယ်မလားနော်အဲ့ကကြမနမိုးမလင်းကိုအိတ်ပြော်နေတော့မှပဲကို့ကို အနတ်တွေတကြားတွေလာပေးတယ်လို့မျိုးပေါ့ဗောနော်ကိုရမိပအနေပြီးတော့ကိုနှိုးပြီးတော့အဲ့ဒီပစ္စည်းလေးကိုတော့ဝကြမယ်ဆိုတဲ့အခါကျတော့ကိုအတွက်ပါဖြစ်သွားလဲညာမကိုလိုချင်လို့လေးလေးလက်လက်တွေးတော့ပြီးတော့စဉ်းစားနေတဲ့အရာတခုကမနှမိုးလင်းတာနဲ့တန်းပြီးတော့ရုတ်တရက်ဆိုသလိုပေါ့နော်အချိန်ဟုန်ပြင်းပြင်းနဲ့ကိုစီရောက်လာပြီးတော့ရရှိသွားတာနော်အဲ့လိုမျိုးပေါ့နော်ဒါပါလဲဆိုတော့ကိုရဲ့ခံစားချက်လေးနက်မှုနဲ့လဲဆိုင်တယ်နော်လေးနက်မှုပေါ့နော် ီလာမှုကြောင့်လည်းဆိုင်တယ်ဒါကြောင့်မလို့ဆွဲရအဲ့လောက်ကောင်းသွားတယ်ဆိုတဲ့သဘောမျိုးလည်းတွေ့ရတယ်ဒါကြောင့်မလို့ဖိုင်တူးလေးတွေကငွေကြေးကံကောင်းတဲ့ငွေကြေးကံကောင်းတဲ့ဆိုတဲ့နေရာမှာဘလို့ကောင်းတာလဲဆိုတာလေးကိုရီတာကုနာပြပြပြီးွားရနော်ငွေကြေးကံကောင်းတဲ့ဆိုတာအဲ့လိုပတ်စံနေအပုံလိုက်အလုံးလိုက်ခဲလိုက်ရင်းလိုက်ဝုံဝုံအဲ့လိုရလာတာမျိုးမဟုတ်ဘူးသိရမလားကိုတခုခုလှုပ်ချင်တယ်လှုပ်ချင်တယ်အဲ့လှုပ်ချင်တဲ့အရာပေါ်မှာဝင်လာကင်းရှိတယ်ကိုကိုတိုင်လဲလှုပ်ချင်တယ်ဒါမှမပြည့်သေးဘူး တီးချန်နေတာမျိုးလည်းမဟုတ်ဘူးဒါမှမဖြစ်မနေကိုဝယ်မှာဝယ်ဖို့ဖြစ်ဖို့အတွက်လည်းအဲ့ဒီနေ့မတိုင်ခင်မှာကို့အတွက်ကံကောင်းခြင်းတစ်ခုဖြစ်သွားမယ်နော်အဲ့လိုမျိုးနဲ့မမြင်ရတဲ့ဆွမ်းအားတွေ啊ပေါ့နော်မမြင်ရတဲ့အရာတွေကလာပြီးတော့ဖြည့်ဆည်းပစ်လိုက်တဲ့ပုံစံမျိုးပြည့်သွားနိုင်မယ်နော်ဒါကဖိုင်နူးလေးတွေအတွက်ဖြစ်ပါတယ် ကဲဒီပုံလေးကိုရေးထားတယ် find the relay တွေပါလိုက်လား7 loss ဝင် queen loss ဝင် seven accounts. Trio ones. Strands. Oh. ဖိုင်နယ်လေးတွေမှာအားလေးလက်ရှိမှာဟောပါတော့ပြောမယ်ဆိုလို့ရှိရင် လက်ရှိကိုပေါ့နော်ကိုကိုကွက်နေတဲ့ပူဇော်နေတဲ့ပုံကိုလေးရှိတယ်ဆိုရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တချို့ကလက်ရှိမှာတော့ဒီဘဝမှာတော့ပေါ့နော်အဲ့လိုပုံကိုဆွဲတွေကူညီနေတာမျိုးမရှိဘူးဆိုရင်ဒါမှပေါ့နော်ရှေးရှေးဘဝတုန်းကအဆက်ဆက်နဲ့တော်ဆက်ခဲ့ဘူးတဲ့ရေဆက်တွေဆွေမျိုးတွေရှိတယ်ပုံကိုလေးရှိတယ်ဆိုရင်လည်းအခုချိန်မှာပေါ့နော်ဒါဖိုင်သရီးတွေကိုလိုက်ပြီးတော့စောင့်ရှောက်ပေးနေတယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့ဒီတော့ကြောင့်ဖိုင်သရီးလေးတွေဟာ ်ဘယ်လောက်ပဲပေါ့နော်အော်ဘဝမှာအကြော်ပြတ်စရာလူတိုင်းကတော့ဒါလောကဓာတ်ကြီးကြုံရတာပဲလीနော်ပတ်စံရှိရသူပဲဖြစ်ဖြစ်ပတ်စံမရှိသေးတဲ့အခြေအနေမှာပဲဖြစ်ဖြစ်မအောင်မြင်သေးတဲ့သူပဲဖြစ်ဖြစ်အောင်မြင်တဲ့သူပဲဖြစ်ဖြစ်သူ့အတိုင်းတာနဲ့သူသူ့အစင်နဲ့သူကတော့ကြော်လွားစရာဖြည့်ရှင်းစရာကိစ္စတွေဆိုတာရှိတာပဲလीနော်အဲ့တော့လက်ရှိမှာ find 3လေးတွေကို နော်အဲ့လိုမျိုး ကိုဘွားရဲ့ကြော်လွားရမယ့်စမ်းသက်ချက်တွေစာမိုးပွဲတွေကိုကောင်းကောင်းဖြေနိုင်အောင်ဆိုပြီးတော့เนาะအကောင်းဆုံးဖြေဖြေဆိုနိုင်အောင်ဆိုပြီးတော့စောင့်ရှောက်ပေးနေတဲ့ပုံကိုယ်တွေရှိတယ်။ဖိုင်ဒရီလေးတွေအတားကြောင့်မလို့ပေါ့เนาะဘလို့မှဒီကာလမှာကိုဖြစ်ချင်တာတွေကိုအကောင်းထည့်ဖော်ဖို့အတွက် energy ကျသွားလိမ့်မှာမဟုတ်ဘူး။เนาะဖြစ်ချင်တာတွေဖြစ်ဖို့အတွက်ကူညီပေးနေတဲ့သူတွေရှိတယ်။ဒီမှာဘလို့အဲ့မမြင်အပ်တဲ့ပုံကိုယ်တွေမမြင်မမြင်ရတဲ့ပုံကိုယ်တွေပေါ့เนาะ မမြင်ရတဲ့ပုံကိုယ်တွေရဲ့စောင့်ရှောက်ပေးမှုနဲ့เนาะမြင်ရတဲ့ပုံကိုယ်တချို့ကကိုယ့်ကိုကူညီပေးလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့လိုမျိုးစွမ်းအားတွေပေါ့နော်ကိုယ့်အတွက်အကူအညီပေးမဲ့စွမ်းအားတွေကောင်းတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ဖန်သရီလေးတွေကဒီကာလမှာတော့ပြောရမယ်ဆိုလို့ရှိရင်ကံကောင်းခြင်းလို့ပြောရမယ်ဆိုလို့ရှိရင်အဲ့ကံကောင်းခြင်းကတော့ဖုံးကံလည်းဟုတ်တယ်နော် ဖုံးကံပို့ပြီးတော့ကြီးလာတာမျိုးလည်းမြင်ရတယ်အရင်အထက်ပေါ့နော်အရင်အထက်ဖုံးကံပို့ကြီးလာတယ်ဆိုတာမျိုးလည်းမြင်ရတယ်အဲ့တော့ဖုံးတကူအာနုဘောပို့ပြီးတော့တကူထလာလိမ့်မယ်နော်အဲ့လိုပုံစံမျိုးမြင်ရတယ်တုံတောင်လူတွေကကိုယ့်ပေါ့နော်ဒုက္ခပေးတာတို့ပေါ့နော်နှိမ့်တာတွေနှင်းတာတွေအဲ့လိုမျိုးတွေအရင်တုန်းကရှိခဲ့တဲ့သူတွေတောင်မှပေါ့နော်ကိုယ့်ပေါ်မှာစိုးကဲမိုက်ခဲ့တာမျိုးအထင်သေးခဲ့တာမျိုးနှိမ့်တာမျိုးရှိခဲ့တဲ့သူတွေရှိတယ်ဆိုရင်တော့မရှိတော့ဘူးပေါ့နော်မရှိနိုင်တော့ဘူး အဒီလူတွေရဲ့စိတ်ထဲမှာကိုကလေကိုကိုကြောက်ရွံ့ရိုသေလေးစားကြောက်ရွံ့အဲ့လိုပုံစံမျိုးတွေဖြစ်လာနိုင်မယ်ဒီကာလမှာเนาะအနာမယူရဲတော့ဘူးเนาะမော့မကြည့်ရဲတော့ဘူးเนาะခေါင်းငုံပြီးတော့မျက်လှချပြီးတော့နေကြမဲ့အနေထားမျိုးလေးတွေဖြစ်လာတတ်တယ်เนาะအဲ့တော့ဖုံးကံမိုင်းဆိုင်ရာမှာလည်းအောင်မြင်သွားတဲ့အတွက်ကြောင့်မို့လို့เนาะကိုရဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိသလိုကိုပိုင်းဆိုင်ရာကိုလည်းထိန်းချုပ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့်မလို့လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းပို့ပြီးတော့အောင်မြင်တယ်ဆိုတာမျိုးတွေ့ရတယ်။အောင်မြင်မှုတွေကတစ်ခုပြီးတစ်ခုပေါ့နော်။ကိုယ့်ရဲ့လက်ထဲကိုရောက်ရှိလာလိမ့်မယ်နော်။ဒီကာလမှာကိုလုံးနေတဲ့အရာတွေကပေါ့နော်။အာရှေ့ကိုပေါ့နော်။ရှေ့သူရှေ့သူရှေ့သူဆက်ပြီးတော့သွားတဲ့ဒါကံကောင်းခြင်းလို့တွေ့ရတယ်။အကယ်၍စာမွေးဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်။ ဂျပန်စာဆောင်မှုပဲနဲ့ဥပမာပြောမယ်ဆိုလို့ရှိရင် M5 အောင်ထားတဲ့လူတွေဆိုလို့ရှိရင်နောက်တစ်ဆင့် M4 အောင်ဖို့အတွက်အလွယ်တကူပဲဖြစ်သွားတယ် M4 အောင်တဲ့သူကလည်း M4 အောင်ပြီးသွားတော့လည်းအာ M3 အောင်ဖို့အတွက်အဆင်သင့်ပဲဖြစ်လာတယ်ကြက်တယ်မှတ်တယ်လေ့လာတယ်လိုက်စားတယ်သင်တန်းနေတတ်တယ်ဖြည့်တယ်အောင်တယ် M3 အောင်ထားတဲ့သူကလည်း M3 အောင်ထားပြီးတော့ M2 အောင်ဖို့အတွက်ကိုထပ်ပြီးတော့လေ့လာလိုက်စားတဲ့အခါမှာလည်းအောင်သွားတယ် နော်အဲ့လိုပုံစံမျိုးပေါ့နော်အောင်မြင်မှုကတစ်ခုပြီးတစ်ခုကိုလက်ထဲဦးရောက်ရှိလာတယ်ဒါလည်းကိုကလည်းစူးစမ်းမှာပေါ့နော်ပြောမယ်ဆိုလို့ချင်းအောင်မြင်ခြင်းလဲဆိုပြီးတော့ဘာမှမလုပ်ပဲငုတ်တုတ်ထိုင်နေလို့ကတော့ဘယ်လိုလုပ်အောင်မြင်မလဲနော်ဒီနေ့ကတော့ရီတာအတန်လေးနည်းနည်းနာနေရယ်နော်ဟိုဟာလေးဖြစ်ပြီပါအရန်ပေါ့နော်အရန်ဖြားသွားလို့ဟုတ်တစ်ခါမှတလောက်မဖြားဘူးအားကြမလို့အတန်လေးရောနည်းနည်းလေးတီးခံပြီပါလို့နော် ရင်တော့အတန်တော့မဟုတ်ဘူးအဲ့တော့ပြောချင်တာဆာမူဝဲဖြစ်နေတဲ့သူတယောက် ਨੇ အနိုင်ရှင်ပြရမယ်ဆိုလို့ရှိရင်အဲ့လိုပေါ့နော် n5 အောင်ထားပြီးရင် n4 အောင်ဖို့ထပ်ဖြစ်လာတယ် n4 အောင်ထားပြီးရင် n3 အောင်ဖို့ထပ်ဖြစ်လာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့အောင်မြင်မှုဟာရှေ့သို့ရှေ့သို့လှမ်းချပေါ့နော်တက်ဆက်သွားနေတယ်နော်ဒီမှာဒီပုံလေးရဲ့အတိတ်ပဲကိုလည်း reader အရန်ကြိုက်တာဒီလေကားကသူကဒါရှေ့သို့သွားနေတာမျိုး เนาะဒီကနေပြီးတော့သူခုံချမှာတော့မဟုတ်ပါဘူးเนาะဒီဘယင်မာကြီးကခုံချမဲ့သဘောမျိုးတော့မဟုတ်ပါဘူးဒါခဏတာရေပြင်ကိုငေးကြည့်တဲ့သဘောမျိုးပဲရှိတာခုံချဖို့စိတ်ကူတော့မရှိဘာဖြစ်လို့လဲဆိုတော့ तू ကဒါသူ့ရဲ့ခံစားချက်တွေเนาะလူတွေကိုကင်တွေရမဲ့နီလာနေစသဖြင့်ဒါတွေကိုဘဝမှာနားလဲသွားပြီเนาะနားလဲသွားတဲ့ပုံစံမျိုးကိုဖော်ညွှန်းထားတာခံစားချက်တွေထိန်းချုပ်နိုင်သွားတယ် ဘယ်လိုလူတွေကိုတော့ဘယ်လိုစကားတွေပြောတင်လဲဘယ်လိုလူတွေကိုတော့ဘယ်လိုစကားတွေမပြောတင်ဘူးเนาะကိုယ့်ရဲ့ life ထဲမှာဘယ်လိုလူတွေကိုထားတင်လဲကိုယ့်ရဲ့ life ထဲမှာဘယ်လိုလူတွေကိုမထားတင်ဘူးဆိုတော့ပုံစံမျိုးကိုကောင်းကောင်းနားလည်သွားပြီเนาะနားလည်သွားတဲ့အတွက်ကြောင့်မလို့ဒီမှာအဆုံးမှလည်းဘာနဲ့ပိတ်ထားလဲဆိုတော့ 301s နဲ့ပိတ်ထားတယ်เนาะဒါကြောင့်မလို့အောင်မြင်မှုတွေဆိုတာတဲ့ကိုယ့်ရဲ့လက်ခုပ်ထဲကရှိလို့ပဲဖြစ်သွားပါပြီတဲ့เนาะအရန်ကောင်းပါတယ်เนาะ ်ဒီ seven of swords ကတော့ခုနကပြောတဲ့သဘောမျိုးအတိုင်းပဲထုံးတမ်းအတိုင်းကတော့เนาะကိုယ့်ပေါ်မှာစိုးကျင်သွားခြင်းနဲ့သူတွေရှိတယ်เนาะအာကိုကိုရဲ့ပေါ့เนาะကိုရှားဖွေနေတဲ့ကိုလုံးနေတဲ့ကိုစွမ်းဆောင်နေတဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့အနောက်ရှက်တွေဖြစ်ခြင်းတွေသူမျိုးတွေစကားအဖြစ်နောက်ရှက်တွေဖြစ်စေလောက်ရအဖြစ်နောက်ရှက်တွေဖြစ်စေပေါ့เนาะ ဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ကိုကသူတို့ကိုဂယူမဆိုင်ဘူးဂယူမဆိုင်ဘဲနဲ့ကိုရဲ့ပေါ့နော်ကိုလမ်းကြောင်းကိုကိုတတမထဲတဲတဲသွားနေတယ်ဆိုတာမျိုးတွေ့ရတယ်ဒါကြောင့်မလို့လဲသူကဒီမှာအောင်မြင်မှုတွေတစင်ပြီးတစင်လာမယ်လို့ဆိုလိုတာပေါ့နော်အဲ့တော့အဲ့အနောက်ချက်တရားလဲဒီမှာမြင်ရသလောက်တော့တာမန်တော့မဟုတ်ဘူးเนาะဖန်တရီတွေမှာရှိနေတဲ့အနောက်ချက်တရားလဲတာမန်တော့မဟုတ်ဘူးအနေစားတွေရတော့မဟုတ်ဘူးအကုန်လုံးကအမြင်စားတွေပဲဖန်တရီတွေထက် ပို့ပြီးတော့ဗောနော်ပညာရေးပြေဝနေတဲ့အမြင်စားတွေရလည်းဖြစ်နိုင်တယ်ဖန်သီးတွေထက်ပို့ပြီးတော့တော်တဲ့ဗောနော်လူကက်ခတ်တော်တာတို့ဗောနော်လူရေလဲတာတို့ဗောအဲ့လိုအပိုင်းမှာပြောတာနော်ပို့တော်တဲ့အုပ်စုတွေရဖြစ်နိုင်တယ်ဒါပေမဲ့ဖန်သီးတွေကသူတို့ကိုဘာလုပ်ထားလဲဆိုတော့ဒီမှာမြင်ရတဲ့လောက်ဆိုရင်မကြုံကင်းတော့ဖန်နေကမှာလဲဒါကြောခိုင်းနော်အဲ့တော့သူကဘာလုပ်ထားရလဲဆိုတော့ကြောခိုင်းထားတဲ့အတိတ်ပဲစောင်းတယ်အဲ့တော့ဖိုင်သရီးတွေကသူတို့ခေါင်းနဲ့မထည့်ဘူးနော် နက်ကလပ်လောက်ထားတယ်လိလိရှူထားတယ်အဲ့လိုလိလိရှူထားတဲ့အတွက်ကြောင့်မို့လို့လဲဖိုင်တရီတွေကိုဒီကိုယ်ဆောင်းရှောက်နေတယ်ပေါ့နော်မမြင်မမြင်ရတဲ့ပုံကိုယ်တွေကပေါ့နော်ဒါသဘောကျတယ်ဒီလိုမျိုးနေနိုင်တဲ့အတွက်လဲသူတို့ကသဘောကျနေတယ်ခွန်အားတွေလဲဖိုင်တရီတွေကိုပေါ့နော် လက်ရှိရှိနေတဲ့ခွန်အားတွေကိုရုတ်ရော့မသွားအောင်လို့လဲသူတို့ဘက်ကနေပြီးတော့သူတို့အတက်နိုင်ဆုံးသူတို့ဖြည့်ဆွမ်းနိုင်တဲ့စွမ်းအားနဲ့ပေါ့နော်မြင်ရတဲ့ပုံစံမျိုးနဲ့ဖြစ်ဖြစ်မမြင်ရတဲ့ပုံစံမျိုးနဲ့ဖြစ်ဖြစ်အတက်နိုင်ဆုံး find the three တွေကိုစောင့်ရှောက်ပေးထားတဲ့ဆိုတာမျိုးတွေ့ရတယ်ဒါကြောင့်မလို့ find the three တွေ manifest ထားတဲ့ကိစ္စတွေကစိတ်ကူးထဲမှာနေမဟုတ်ပဲနဲ့ဒါလက်တွေ့လက်တွေ့တွေဖြစ်လာမယ်ဆိုတဲ့သဘောမျိုးကိုတွေ့ရတယ်ဒါကြောင့်မလို့အောင်မြင်မှုတွေဟာတဖြည်းဖြည်းတဖြည်းပေါ့နော် အာတခုပြီးတခုပေါ့နော်ကိုယ့်ရဲ့လက်ထဲကိုရောက်ရှိလာမဲ့နမိတ်မျိုးဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရပါတယ်လို့နော် ဒါဆိုရင်ဒါက finally တော့အဖြေဖြစ်ပါတယ်အဲ့တော့ final ကလည်းအဖြေကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading နဲ့မှာပြန်လည်ဆောင်လို့ကြမယ်နော်